တိုက်ကိုမဖြန့်စည်းပဲထားခဲ့တဲ့ဆင်ရိုင်အုံမင်္ဂလာပါတရိတ်ဆန်လေးတွေမှာလည်းကျနာတနာတက်တယ်ဆိုတော့ကိုတောဆင်ရိုင်အုပ်တွေကပြသခဲ့ပါတယ်2021ခုနှစ်တုန်းကအိန္ဒိယနိုင်ငံတမင်းနာတွင်မြို့မှာတောဆင်ရိုင်အုပ်တို့ကငပြောခင်းနေတဲ့ဝင်လာပြီးတွေ့သမျှငပြောပင်တွေကိုနင်းချေဖြန့်စည်းသွားခဲ့ပါတယ်ဒါပေမဲ့တပင်ကိုတော့လုံးဝမဖြန့်စည်းပဲခြံရက်ထားခဲ့ကြတယ် ဒေတာခန်နီလာကြီးတော့အကောင့်တိုင်းချက်ထားခဲ့တဲ့ငပြောပင်ပေါ်မှာစံကလေးတိုင်ရှိနေပြီးစံကလေးတွေက အခုမှကုကပေါကန်ဆရွယ်လေးတွေဖြစ်ပါတယ်။စင်တွေဟာစံကလေးတွေကိုတွေ့လို့အိမ်ငပြောပင်ကိုမင်းချေပဲရှောင်ခွေးမိသွားခဲ့ကြတာပါ။ဒေတာခန်နီကအံ့ဩနေကြပြီးစင်ရိုင်းတွေကလူတွေထက်တောင်ကျန်တာတနာစိတ်ရှိတယ်လို့ပြောကြပါဗျ။ တတော်ဝင်နှန်းတွေကဒီငှက်တိုက်ပုံလေးကို Facebook ပေါ်တင်ခဲ့တဲ့အခါမှာတော့ပြန့်နှံ့သွားပြီးတောဆင်ရိုင်းတွေရဲ့ချက်ဆင်အောင်ကောင်းတဲ့လုပ်ရက်ကိုအသိမှတ်ပြုနေကြပါတယ်။တတော်ဝင်နှန်းတွေပြောတာကတော့ဆင်နေဟာတခြားတောရိုင်းတရိတ်ဆန်တွေထံသိဉာဏ်မြင်မှာပင်တရိတ်ဆန်ချင်းတဲ့ပေါ်မှာအလကားတတ်တတ်ထိခိုက်အောင်မလုပ်ဘူးလို့ပြောကြပါတယ်။